းများပွင့်တော့ဖူးတာဝင့်လို့ချီတယ်နေကြီးမှာ ရွှေကြီးတော့ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဘုံကျဲတော့ကကျမအဲ့နားမှာမရှိပါဘူးမုံရွာမြို့ထဲကိုရောက်နေတာတရင်ရရချင်းအဲ့ဒီကိုကျမတို့ချက်ချင်းလာတယ်လာတဲ့စီမှာ ထိခိုက်ရာဒဏ်ရာရတဲ့သူတွေကိုကုသနေတဲ့စီကိုကျွန်တော်တို့အရင်ဝင်နေအရင်ဝင်ပြီးတော့မှအဲ့ဒီဖြစ်တဲ့နေရာကိုသွားတော့ကျမတို့အဲ့ဒီနေရာကိုရောက်သွားတော့၃အခင်းဖြစ်ပြီးတော့၃နာရီကြော်ကြော်လောက်တော့ကြာသွားပြီကြာသွားတော့မြန်လည်းမြင်ကွင်းကတော့အမိုးတွေပွက်ထွက်နေတဲ့စတင်ကြောင်းနောက်ပြီးတော့ဒီကြည်စံအရာတွေပေါ့နော်အဲ့ဒီအရာတွေရာချီပြီးတော့ မြေကြီးမှာကျင်းနေပေါ်နေတယ်တွေးဆွနေတဲ့ဖလက်တွေပွန်ပါဘူးတွေလွယ်အိတ်တွေအင်းကြီးအဖြူတွေအတားမော်တငယ်ချင်းတည်သွားလို့လာငိုနေတဲ့ကလေးတွေနောက်မိဘတွေပေါ့နော်မိဘတွေကလည်းအဲဟိုဝါလေးကတော့စပင်လေးဟိုဝါလေးကတော့ခေါင်းခွန်လေးဟိုဝါတို့ကတော့လက်တန်းလေးပေါ့အဲ့လိုမျိုးနဲ့လာရှာကြငိုကြယူကြနေတကယ်ကိုစိတ်မချမ်းသာစရာပြင်ခွင့်မှရှင့် ဲ့ဒီကအပိုင်းစာတွေကျန်တာကိုရရှိထားတယ်တင်ထားပြီပေါ့နော်အဲ့တော့သူတိုက်သွားတဲ့ပုံစံဒီပေါ်လာတဲ့ဒါဟိုပါပေါ့နော်အနေထားတွေကြည့်ရတော့ cluster ဘုံလို့တုံတက်ပါတယ်ဘာလို့ပြောတာလဲဆိုတော့ကျမတို့အရင်ကပေါင်900ချတာကိုကျမတို့မျက်စိရှိတယ်လေရင်ဘဝနေမဲမဲလုံးကြပါတယ်အုံငနဲ့အတန်ထွက်တယ်အဲ့ဒီနေရာကိုကျမတို့ချက်ချင်းပြေးသွားတယ် ခြင်းအနေထားကိုကြည့်လိုက်တော့အဲ့ဒီကခြင်းအနေထားနဲ့အခုဖြစ်တဲ့အနေထားနဲ့ကလုံးဝမတူဘူး။သူကဘေးကိုဖြန့်ပြီးတော့ဖွာဆန်ကျဲသွားတာပေါ့နော်။အမြင်နဲ့ကလေးတွေလည်းပြောတယ်ဝုန်းဆိုကြတယ်ပြီးတော့နောက်ထပ်ထပ်ပြီးတော့ဖရောင်းဆိုပွင့်ပြီးတော့မှဘေးကိုပြန်သွားလိမ့်ဆိုတော့ cluster ဘုံအမျိုးအစားလို့တုံးတက်လို့ရပါတယ်ရှင်။ ့တည်းမှာကွာအရှိနောက်မညီကသူတို့ပြောတာလေချောင်းတက်ခိုင်းမှုလုံးဝမလုပ်ဘူးလို့ပြောတယ်နောက်တချို့ကကြတော့လေစစ်သွေးကြွတွေရှိလို့လုပ်တယ်လို့လည်းပြောတယ်တချို့ကလည်းဒီအချိန်မှာចောင်းဖွင့်နေမဟုတ်ဘဲចောင်းနေဖွင့်နေလို့လုပ်တယ်အဲ့လိုပြောတော့သူတို့စကားထဲမှာကွာမျိုးမျိုးဖြစ်နေပြီဘာမှမဟုတ်ဘဲနဲ့ဒီရွေးကောက်ပွဲမှာတောင်မှမေးမတမာမှုလုပ်တယ်ဆိုပြီးတော့မှအောက်တန်းကြကြလိန်ညာပြီးတော့ အာနာလုထားတာပဲသူတို့အတွက်လိန်နေညာတယ်ဆိုတော့မစမ်းတော့ဘူးအဲ့လိုပဲကျမကပြောချင်တယ်ရှင် great 2ကိုတက်နေတဲ့ကလေးဒီကနေပြီးတော့မှ great 11ထိတက်နေတဲ့ကလေးသူငယ်တွေပဲကွယ်လွန်တာပါ အဲ့ထဲမှာသူတို့ကိုစာသင်ပေးနေတယ်ဆရာမလေးနှစ်ယောက်လည်းကွယ်လွန်နေပါတယ်တယောက်ကအသက်22နှစ်တယောက်ကအသက်23နှစ်အဲ့တော့တေချာပေါက်ကလေးသူငယ်တွေအများကြီး ရှိတဲ့နေရာကိုသူတို့ကရရဆက်ဆက်ပုံချပြီးတော့တက်ခဲ့ပါလားရှင်ထမတရက်ကတော့ ကျောင်းသားကအယောက်20ဆရာမ2ယောက်စုစုပေါင်း22ယောက်မနေ့ကတော့ကွယ်လွန်ကတယောက်ထပ်တိုးတယ်အဲတော့ကျောင်းသားက21ယောက်ဆရာမ2ယောက်စုစုပေါင်းနဲ့23ယောက်မိသားစုတစုတည်းကနေပြီးတော့ညီမ2ယောက်ပါသွားတယ်မောင်နှမ2ယောက်ပါသွားတာရှိပါတယ်ဒါမိသားတစုတည်းကနေပြီးတော့2ယောက်ကွယ်လွန်သွားတာရှိပါလိမ့်ရှင်တက်နိုင်သမျှဒါအစွမ်းကုန်ကုသမှုတွေပြုလုပ်ပေးနေပါတယ် အဲသူတို့ရဲ့လုံခြုံရေးချောက်မှုတို့ပေါ့နော်အဲကုသတဲ့ထဲမှာကျမတို့မပါပါဘူးအဲသူတို့လုံခြုံတဲ့တနေရာမှာလိုအပ်တဲ့ကုသမှုတွေပြုလုပ်နေပါတယ်လို့ကတော့ဒီစကိုင်းတိုင်းထဲမှာကျမရေကုသမှုပြုနေတဲ့နေရာတွေကိုအရင်တိုက်တယ်အခုတလောပိုင်းခက်စိတ်စိတ်ဆိုသလိုပဲလုပ်တယ် ပြီးတော့အခုပညာသင်ကြားနေတဲ့စာသင်ကျောင်းလေးကိုဥတီပီတိုက်တယ်သူတို့ကတော့အကြောင်းပြချက်ကတော့မျိုးစုံပေးတယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်တမ်းထိခိုက်တန်ရာရတယ်အကွယ်လွန်ကြတယ်ဆိုတဲ့စည်ရင်းတွေကိုတိလိုက်တဲ့ခါကျရင်အသက်အရွယ်အပိုင်းခြားဖြစ်တယ်လားမဖြစ်တယ်လားပေါ်ပေါက်လာပါတယ်သူတို့ရည်ရွယ်ချက်ကတော့ဒီဘက်ကပြည်သူတွေရောကလေးသူငယ်တွေရောအခြေခံလူခွေးဖြစ်တဲ့ကျမကြီးကုသဆောင်ဖြောက်ဖို့ပညာသင်ကြားခွင့်လုံးဝမရအောင်ပိတ်ဆို့တာပါ ပညာတွေသင်ရလို့အသိဉာဏ်တွေမြင့်မားလာရင်ဒီစစ်ကောင်စီရဲ့အုတ်ထူရရန်တရားတွေလောက်ကလောက်ပုံကင်ပုံတွေကိုဝေဖန်ထောက်ပြပြီးတော့မှလက်မခံနိုင်တော့ဘူးဆိုတာကိုသူကသိလို့ဒီကလေးတွေကိုပညာသင်ကြားဝင်မရအောင်ဒါလုပ်တဲ့ပုံစံစကိုင်းတိုင်းအပေါ်မှာလည်းတို့အညှိုးအတီးရှိပါလိမ့်မယ်အဲပြောတာတော့ကြားဥပါတယ်ပြပူမယ်ကြံအောင်ပေါ့နော်ညီကြီးနဲ့ပြအောင်မယ်ကြံအောင်လုပ်မယ်လို့ပြောထားတဲ့ပုံစံအတိုင်းတို့ကအဲ့ဒါလေး ကောင်းတဲ့ပုံလေးတွေကျမကတော့ယူဆနေရှိလောကောမီဒီယာရဲ့ဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။